10%လောက်ဈေးကြီးသွားတယ်လို့ပြောမှာပဲဘာလို့လဲဆိုတော့ဒီဆန်အိတ်တိတ်ကိုဆိုရင်လည်း1000စီလောက်တက်တယ်ဒီအမျိုးသမီးအတုံးဆောင်ပစ္စည်းတွေဆိုရင်လည်းပေါ့နော်ဒီ1000တောင်1000လောက်တက်သွားတယ်ဆိုတော့လေဒီ10%လောက်တက်သွားတယ်လို့ပြောလို့ရတယ်ဒီမြစ်ကြီးနားမှာပေါ့နော်အမလာခစားအလုပ်ကိုလုပ်တယ်လीနော်လာခစားအလုပ်လုပ်တယ်အမအမျိုးသားကျတော့အမျိုးနေစားအလုပ်သမားပေါ့နော်အဲဆိုတော့ ဒီအမဘဆာငါကြတော့ဒီစံနေစပြမုံနေမိဖို့ကြောင့်သုံးပစ္စည်းတွေလိုတဲ့နေရာမှာသုံးတာပေါ့နော်သုံးတဲ့ခါကြတော့ဒီအမအမျိုးသားရဲ့ဒီနေစာလှုပ်အားထောက်ကြတော့လိုအပ်တဲ့ဟင်းတီးဟင်းရွက်တွေဝယ်တယ်အဲ့လိုမျိုးတွေနဲ့သုံးနေရပေါ့နော်ပတ်စံတရက်တရက်ပတ်စံမလောက်ဘူးဆိုတော့ပတ်စံကိုသူများတွေရှိရချီးငါးပြီးသုံးဆွဲရတဲ့ချီးငါးပြီးသုံးဆွဲရတဲ့ပုံစံတွေဖြစ်လာတယ် အရင်တုန်းကတော့6500တန်ဆန်ကိုတုံးနေပေါ့နော်အခုနောက်ပိုင်းမှာကျတော့အဲ4500တန်ဆန်ကိုပဲတုံးနိုင်နေပေါ့နော်အဲ့လိုမျိုးတွေတုံးလာတယ်ပြီးရင်အရင်တုန်းကဆိုရင်ဒီမနေ့ပိုင်းမှာပေါ့နော်ဒီမိသားစုတိုင်းကအပြင်ထွက်ပြီးစားမယ်ဆိုရင်ဘာစားကြမလဲပေါ့ဒါမျိုးလေးတယောက်တည်းတောက်ဝဲတဲ့လူကလည်းတောက်ဝဲပေါ့အိမ်ကိုဝဲလာပြီးစားကြတယ်ဒါမျိုးတွေရှိရဲဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီသမင်းကိုပဲပို့ချက်လိုက်တယ်ပေါ့နော်သမင်းကိုပို့ချက်ပြီးမ အမင်းချမ်းကိုအိမ်မှာရှိတဲ့ဟင်းကြံနဲ့လည်းစားရင်စားရပေါ့ဒါမှမဟုတ်လည်းအကျော်ဝေလိုက်တဲ့အကျော်ဝေမှဒီသမင်းချမ်းကို အကျော်နဲ့စားတဲ့ဟာမျိုးတွေလည်းရှိရပေါ့နော်အဲ့မျိုးနေရတဲ့လည်းရှိရပေါ့ရတဲ့ပတ်စံနဲ့တုံးတဲ့ပတ်စံစားဝင်နေအတွက်တုံးတဲ့ပတ်စံကွက်တိလို့ဖြစ်နေတာကျွန်တော်ပါပစ္စည်းမှမဝယ်ရတာပေါ့နော်ဘဥပမာဘီယူပေါ့နော်အိမ်မှာဘီယူတစ်လုံးလိုတယ်ဒါပေမဲ့အဲ့လိုမျိုးမဝယ်နိုင်သေးဘူးပေါ့ ၃လလရှိပြီ IPO မဝင်နိုင်သေးဘူးအဲ့လိုမျိုးအခြေအနေလေးရှိတာ